်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စင်ကာပူမှရွေးကောက်ပွဲကိုအယုံအကြည်မရှိဟုပြောပြီးစင်ကာပူနိုင်ငံသားရေးဝန်ကြီး Vivian Balakrishnan ကပါဝင်ပတ်သက်နေသူများနဲ့အပြုသဘောဆွေးနွေးပွဲများမရှိပဲလုံမြီဆိုကောင်မိမိတို့ဘက်မှယုံကြည်စရာမရှိဘူး မြန်မာပြည်သူများ၏ဆန္ဒကိုထင်ရှားခြင်းရှိမည်မဟုတ်ဟုယူဆကြောင်းစင်ကာပူ၏သဘောထားကိုတရားဝင်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့်ညာနှင့်ဆက်လင်း၍စင်ကာပူပါလီမန်အမတ်တအူး၏အမေးကိုစာဖြင့်ပြန်လည်ရေးသားဖြေကြားရတွင်ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အာနာသိမ့်ပြီး၅နှစ်ရောက်လာသည့်အချိန်မြန်မာနိုင်ငံ၏အခြေအနေမှာဆိုးရွားနေစေဖြစ်ပါတယ်။ပြည်တွင်းစစ်တီလည်းအရှိန်မလျှော့ဘဲဖြစ်ပွားနေသည့်ဖြင့်နိုင်ငံသည်အစိတ်စိတ်အမောမောကွဲထွက်လျက်ရှိကြောင်းဖော်ပြထားပါတယ်။ ပုတ်ယဟန်မင်းကြီးလီယိုဆက်လေးကလည်းဒုက္ခဒုက္ခများခံစားနေရသောမြန်မာပြည်သူများအားမေးလျော့မနေကြဖို့နိုဝင်ဘာလ9ရက်နေ့ပရိသတ်နဲ့တွဲဆောင်ဖွဲ့အပြီးတွင်နိုင်ငံတကာအတိုင်းဝိုင်းအားယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်၎င်းနေဖြင့်လဲစူတောင်းမြစ်တာပို့တာပေးနေပြီးအားလုံးလဲဝိုင်းဝန်းစူတောင်းပေးကြပါရဲ့လဲတိုက်တွန်းသွားသည်ဟုဗာတီကန်သတင်းတွင်ဖော်ပြချပါရယ်ဆေယုစုသည်၎င်းတို့အာနာသိမ့်မှုနှင့်အတူမြန်မာပြည်သူများ၏စိတ်ဓာတ်ကို ဂျိုးအထက်ထက်ဖြင့်ချီနောင်ထားခဲ့ရမှာယခုအခါတူရောင်ရွေးကောက်ပွဲဖြင့်တန်ဂျိုးအထက်ထက်ပတ်တော့ကလောက်ကြီးခက်ခါထို့ကိုတဏီယာတို့အပီးအပိုင်လွှင့်ပြရန်ကြံစီလာသည်ရွေးကောက်ပွဲကတဖြည်းဖြည်းနီးလာတော့လေညီသူမြစိတ်မဝင်စားမဲထဲခြင်းစိတ်မရှိဖြစ်လာနေသည်ကိုသိမြင်လာကြသည်မဲခိုးစရာမလိုအောင်၎င်းတို့ကိုပခုံးချင်းရှင်းလာနိုင်သည့်လူများတဲမှာစိတ်မချရသူများကိုလည်းရှင်းထုတ်နေပြီဖြစ်သည်ပြည်သူများကတော့၎င်းတို့ဘက်ကပြီးသည်နှင့်ညီတို့မြေပုံ နှစ်ပေါက်တစ်ပေါက်ရိုက်လာမည်ကိုသာစောင့်ကြည့်နေကြသည်။၎င်းတို့မျှော်လင့်ကြီးမျှော်လင့်ထားသောအာဆီယံကလည်းအင်းမလုတ်အင်းမလုတ်ဖြစ်နေသည်။တရုတ်ကလားရုရှားတို့နှင့်သာနှစ်ပါးသွားရဖို့ရှိနေ၍လက်ရှိအခြေအနေထက်မြည်တို့မျှတိုးတက်မလာဖြစ်နေ၍စိုးရိမ်တကြီးဖြစ်လာနေသည်။ထိုရေးကိုတတ်တာလို့တတ်တာညာ၎င်းတို့၏တိတ်ခါကိုအဖက်ဆယ်၍ရလိုရညာကမူရှူတို့လှုပ်လာသည်ကညဝရီရှိ KK ပတ်ကိုဒိုင်နမိုက်ဖြင့်ထိုက်၍ဖောက်ခွဲဖြက်စီးလိုက်ပြန်သည်။ရှက်ခုအထိအဆောက်အုံပေါင်း250ရှိသည့်အနက် 24လုံးကိုဖောက်ခွဲဖျက်ဆီးလိုက်သည်ဟုသတင်းတွင်ဖော်ပြထားသည်။မင်းအောင်လိုင်ကကြားဖြတ်လုပ်ငန်းအလုံးသည်၎င်းတို့တစ္ဆာခန့်စောချစ်သူ၏ VGF နှင့်မဆိုင်ပေ KNU ပိုင်းအဖြစ်ဝါဒဖြန့်နေပြန်သည်။ထို့သောလိန်ညမှုများကလည်း၎င်းတို့အပေါ်ပို၍ယုံကြည်မှုကင်းမဲ့လာဖို့သာရှိသည်။အပေအကန့်ရရော်လွင့်ပြီးမင်းအောင်လိုင်မှနေပြည်တော်တွင်အခမ်းအနားဖြင့်တီတီတော်ဓမမဏိစောတိုက်ရွက်ချင်းမြင်ထားသောကိုကန့်ရှိကြားဖြန့်ကောင်းဆောင် ရှိုကြံချီခေါ်မောင်မောင်ဆိုသူအားတယုံမှတည်တံ့ချမှတ်ပြီးလူမြင်ကွင်းတွင်ကွက်မျက်ခံရတော်မူဖြစ်သည်။ထို့မြမကသည်ရှိုကြံချီအားကိုကန့်ဒေတာကုံချမ်းမျိုးနယ်ရှိမြမလူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအဖြစ်ပင်ခန့်အပ်၍ချီးမြှောက်ခံခဲ့ရသူဖြစ်သည်။နိုင်ငံတကာကယုံကြည်မှုကင်းမဲ့လာသောရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်ရန်ပြင်ဆင်နေသည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သောခင်မောင်ဆွေ၏အမျိုးသားဒီမိုကရေစီအင်အားစုပါတီအားထက်သိမ်းခဲ့ပြန်၍ ထိုပါတီမှအခွင့်အာဏာလက်လွတ်မခံနိုင်မမောနေကြသောနိုင်ငံရေးသမားဆိုသူ53ဦးသည်ကိုကိုကြီးတက်တက်ခိုင်ပါတီရှမ်းအမျိုးသားပါတီများဘက် ရောက်သွားပြီးထိုပါတီအောက်တွင်ရွှေကောက်ပွဲဝင်ချတော့မည်အဖြစ်ကိုတနာစပွဲတွေ့မြင်နေရသည်အော်တိုဘား25ရက်တွင်ရွှေကော်မှ96ဦးအားအမိစရင်မှပယ်ဖြတ်ကြောင်းကြေညာချက်ထုတ်ပြန်လာသည်။၎င်းတို့အချင်းချင်းကြားတွင်ပင်အခြေအနေများကရှုပ်ထွေးလာနေပြီဖြစ်သည်။မိသူများလာမကြည့်သောပွဲကရန ဇက်ခုံနောက်တွင်အချင်းချင်းသူကမြင်ငါကမြင်နေရံဖြစ်နေကြခြင်းမျိုးသာဖြစ်သည်။ကျက်ဖို့ပါတီတွင်လည်းမင်းအောင်လိုက်ကသူအလိုမရှိတော့သောဘိုးချိုဟောင်းများကိုအတင်းထိုးလို့နေ၍မခြင်းမနှက်ဖြစ်လာနေကြပြန်သည်။ဘုန်းနေဝင်ခေကထိုးခဲ့သူတော်လူများကိုပြပတွင်တန်အမတ်အဖြစ်လွတ်တက်တော်လဲရခုအခါ၎င်းတို့ခန့်မိတန်အမတ်အစ်များကိုညီသူများလက်မခံပဲကျန်ဖို့ထဲចောင်းထိုးလာရခြင်းဖြစ်သည်ရခုအချိန်ထိရုပ်ရှင်ဂီတအနုပညာရှင်များအပါအဝင်အလွာအသီးသီးမှအသက်15နှစ်သာပါမကျန်ရွေးကောက်ပွဲကို ဝေဖန်ပြောကြားသည်ဆိုကဖန်စီခံရသူပေါင်း60ကျော်ရှိသွားပြီဖြစ်သည် အနုရောတွင် လူကြောလှုပ်ချင်သူများ၏ပါတီဆိုင်ပုံများအောက်တွင်ပင်ရဲအဆောင်အယောက်များချထားပေးရသည့်အဖြစ်ရောက်ရှိလာသည်အချောင်းတိုက်ဆိုင်၍20ရာစုတွင်လွှမ်းမိုးမှုအရှိဆုံးသောဂျာမန်ပြဆက်ရေးဆရာကဗျာဆရာကြီးဗာတော့ဖရက်ရှ်ပြောခဲ့သည့်အဆိုအမိန့်ကိုတင်ပြလိုပါသည် အမန်ကိုမသိသူများသည်လူအများသာဖြစ်သည်သို့သော အမန်ကိုသိပါလျက်နှင့်လိညာနေသူများသည်ရာဇဝတ်သားများသာဖြစ်သည် ဆက်လက်ပြီးကံပလူမျိုးနယ်ရွှေဘုံမြစ်ကြီးနားလမ်းတွင်စစ်တပ်ကခီးသွွားလူငယ်73ဦးကိုစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းနေဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကံပလူမျိုးနယ်အတွင်းရှိရွှေဘုံမြစ်ကြီးနားလမ်းတွင်အကြမ်းဖက်စစ်တပ်ကခီးသွွားလူငယ်73ဦးကိုစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းစီခဲ့ကြောင်းကံပလူခရိုင်တရင်လေးမှပြောရေးဆိုခွင့်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ3ရက်နေ့တွင်စာလင်းကြီးမြို့နယ်မှာမြစ်ကြီးနားဘက်သို့ထွက်လာသောခရီးသည်တင်ကားနှစ်စင်းကိုကံပလူမြို့နယ်ရွှေဘုံမြစ်ကြီးနားဖြူဟာလန် ဇီကုံမလေလန်းစုံတွင်စစ်တပ်ကရက်တန့်စစ်ဆေးခဲ့ကြောင်းရှင်းနောင်ခီးသွွားပြည်သူများထံမှအတင်းအဓမ္မငွေကြေးတောင်းခံရုံသားမကခီးသွွားလူငယ်၃ဦးကိုလည်းကားပေါ်မှဆွဲချကာစင်မူရန်အဖြစ်ဖော်ထားဆွဲဖမ်းဆီးသွားခဲ့ကြောင်းနိုဝင်ဘာလ၄ရက်နေ့မော်လွယ်ပိုင်းတွင်စစ်တပ်ကဖမ်းဆီးထားသောခီးသွွားလူငယ်၃ဦးကိုကံဘလူမျိုးရှိအကြံဖက်စစ်ကောင်စီ၏တင်ကားတက်ရင်6006တို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်လူငယ်တွေကဘေးရွာဘေးဒေသကလည်းဆိုတာအတိအကျတော့မသိရသေးဘူး ပြည်သူတွေကိုခရူးပြုတ်သွားလာကြဖို့လိုတယ်ဟုကံဘလူခရိုင်တရင်လေးတပ်ခွဲမှပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။ကံဘလူမျိုးနဲ့အတွင်းရှိရွှေဘုံမြကြီးနာလန်းကမ်ဘလူမျိုးနဲ့အတွင်းရှိရွှေဘုံမြကြီးနာဖြူဟာလန်းပေါ်မှာစစ်တပ်ကခီးတဲ့ပြည်သူများထံမှစက်ကြီးကောက်ခြင်းအမျိုးသမီးများကိုအာဓမပြုခြင်းခြင်းတပြက်ညှဉ်းပန်းခြင်းများမကြခဏပြုလုပ်နေ၍ပြည်သူများအနေဖြင့်ခီးသွွာလာရာတွင်ဖြူဆိုင်သွွာလာကြပါယံကမ်ဘလူခရိုင်တရင်လေးကအသိပေးနှုတ်ဆော်ထားပါတယ် အကြံဖတ်စစ်တပ်ကယခုနိုဝင်ဘာလလယ်ပိုင်းတွင်စစ်မှုထမ်းအပတ်စဉ်19ကိုဖွင့်လှစ်မည်ဖြစ်ပြီးရင်းစစ်မှုထမ်းအပတ်စဉ်19အတွင်ရန်ကုန်မန္တလေးအပအဝင်မျိုးကြီးများနှင့်နိုင်ငံတော်စစ်ဆေးရေးကိညာတွင်လူငယ်များကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားလျက်ရှိကြောင်းစုံစမ်းသိရှိရပါသည်ဆက်လက်ပြီးပုံနာကျွန်းကိုလေတပ်ဘုံကျဲလို့ကလေးငယ်တွေအပအဝင် ပြည်သူစစ်တပ်ဦးသိမ်းဆုံးမှုကနက်ဦးတရင်ရရှိတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကြီးပါကိုဒီနေ့နိုဝင်ဘာ9ရက်နံနက်7:00နာရီခန့်မှာစေကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်ချို့အပါဝင်ဒေသခံပြည်သူ၁၁ဦးသေဆုံးခဲ့တယ်လို့ကနက်ဦးသတင်းရရှိပါတယ်။စေကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံကျဲတာဖြစ်ပြီးအယက်သားပြည်သူတွေရဲ့နေအိမ်ပေါ်ကျရောက်ပောက်ကွဲခဲ့တာလို့ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။သတိထားတဲ့ကြားတွေကဘုံလာကျဲတာအိမ်တွေအဆောက်အုံတွေထိတယ်။အခုနေခင်အထိကြာရသလောက်၁၁ဦးအထိသေဆုံးတယ်လို့ရွာကပြောလာတယ်ဗျာ။ ဈေးကူနေရသူတွေလည်းရှိတယ်လို့၎င်းကပြောပါရယ်စစ်ကောင်စီကရိုးတရုတ်ကြီးရွာကိုလေးချောင်းကနေဘုံကျဲခဲ့တယ်လို့ဘေးပတ်ဝန်းကျင်ရွာအချို့ကိုလည်းစစ်တွေမျိုးကနေလက်နက်ကြီးနဲ့လှမ်းပစ်လို့ထိခိုက်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါရယ်လေးချောင်းရောလက်နက်ကြီးရောဇက်တိုက်ဖြစ်နေတာနေစရာမရှိကြတော့ဘူးစိတ်ပူတယ်လို့စစ်ပေးချောင်းနေတဲ့ဒေသခံတအူးကပြောပါရယ်ဒီဆုံးသူတွေထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်လို့အသေးစိတ်သတင်းမရရှိသေးပါဘူး။အရက်ကတက်တော်အေအေကလည်းသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ အေးအေးအလုံးစုံထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီကအောက်တိုဘာ31ရက်မှာစစ်အုပ်ချုပ်ရေးထက်ကျင်ညာပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာပါတယ်။အောက်တိုဘာ30ရက်နဲ့31ရက်ကလည်းပုံနာကျွတ်မြို့တွင်တနေရာနဲ့ရပန်းနီလာကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့ပါတယ်။ပန်းနီလာကျေးရွာကိုဘုံကျဲတဲ့ဖြစ်စဉ်မှာစစ်ပေးဆောင်ပြည်သူ၅ဦးသေဆုံးပြီး၁၀ဦးထပ်မံထဏ်ရာရရှိခဲ့ပါတယ်။ အော်တိုဘာ29ရက်ကနေ31ရက်အထိ3ရက်အတွင်းစေကောင်စီကကြောက်ဖြူပုံနာကျော်ရသေးတောင်နဲ့ပေါတော်မြို့နယ်တွေကိုလေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့ဖြိခတ်တိုက်ခိုက်လို့ကလေးငယ်3ဦးအပါဝင်12ဦးသေဆုံးပြီး32ဦးဒဏ်ရာရရှိခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။စေကောင်စီကရှမ်းမြောက်မှာ MNDAA TNL တို့နဲ့အပြစ်ခတ်ရက်ပြီးတဲ့နောက်စစ်စင်ရေးနယ်မြေအချို့ကျုံသွားခြင်းကိုအခွင့်ကောင်းယူပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ AA ကအော်တိုဘာ31ရက်မှာထုတ်ပြန်ပါတယ်။ ။ကြားပြင်စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေကိုသတိပြုကြဖို့အေအေကတိုက်တွန်းချပါတယ်။